မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းတွေကိုတင်ဆက်ပေးပါရမယ်ပထမအဦးဆုံးတပုံအနေနဲ့ မြန်မာနိုင်ငံရေးပြည်ထနာကိုပြည်ရှင်ဖို့လက်နက်ကိုင်းပတိဘက်ကရှီတန်းရောက်နေခြင်းမှာမှားယွင်းနေကြောင်းနိုင်ငံရေးပါတီများကတက်တေပြဖို့ဒေါက်တာအီမောင်ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံရေးပြည်ထနာတွေကိုပြည်ရှင်ဆောင်ရွက်ရမှာလက်နက်မှသာနေနိုင်ငံရေးပြည်ထနာပြည်ရှင်ဆောင်ရွက်ရမယ်လို့အယူအဆနဲ့လက်နက်ပတိဘက်ကရှီရောက်နေခြင်းမှာမှားယွင်းကြောင်းရခိုင်ဦးဆောင်ပါတီ AFP ကောင်ဆောင်ဒေါက်တာအီမောင်ကပြောပါရယ်ဒီကနေ့မေလာဆင်ရဲမှာရန်ကုန်မြို့ပြည်ထောင်စုကြံခိုင်နယ်ဖွံ့ဖြိုးရေးပါတီ USDB ရုံမှာနိုင်ငံရေးပါတီများတွဲဆောင်စုနေပွဲမှာ တာအီမောင်ကအဲ့ဒီလိုပြောဆိုခဲ့တာပါအဆိုပါတွေ့ဆုံပွဲကိုစစ်ကောင်စီလက်အောက်ခံနိုင်ငံပါတီ23ပါတီတက်ရောက်ပြီးမြန်မာနိုင်ငံအခြေအနေကိုဆွေးနွေးခဲ့ကြကြောင်းသိရပါတယ်လက်ရှိကာလမှာအလုံးတည်တဲ့အတိုင်းပဲနိုင်ငံပါတီတွေကနောက်ကိုဆုတ်သွားတယ်လက်နက်ကင်ပဋိပက္ခရှေ့ကိုရောက်ပြီးကမှလက်နက်မသားနဲ့နိုင်ငံပြည်ထနာကိုဖြည့်ရှင်းနိုင်မယ်ဆိုတဲ့ဟာသွားပြီးဒီဥစ္စာမှကြောင်းကိုကျွန်တော်တို့သတိပြဖို့လိုတယ်အဲ့ဒါလို့မှကြောင်းသတိပြဖို့နိုင်ငံအဖင်းကျွန်တော်တို့တွေကပါတီတွေဘလောက်ပဲကွဲကွဲညီညွတ်ပါတယ်လာမယ့်၅နှစ်တာကာလမှာဒီလိုပဲနိုင်ငံ ိန်းအကြက်တဲကိုတကယ်စူပောင်းပြီးကမှဖြည့်ရှင်းသွားပါတယ်ဆိုရင်ဥစ္စာမျိုးကိုဒီနာဆာကရင်၅နှစ်တာအလွန်ကာလမှာတည်ငြိမ်အေးချမ်းပြီးမှအခုလက်ရှိ၅နှစ်နဲ့ဆက်ဆက်တဲ့အားတစ်ခုဖြစ်အောင်လုပ်ဖို့ကျွန်တော်တို့စူးစမ်းပြီးမှဝိုင်းဝန်းတည်ဆောက်ဖို့လိုပါတယ်လို့ဒေါက်တာအေးမောင်ကပြောပါတယ် တာပြင်းမြန်မာနိုင်ငံရဲ့နိုင်ငံပြည်ထနာများပြည်ရင်းစစ်များဆက်လက်ရှိနေပြီးနိုင်ငံဖွံ့ဖြိုးတိုးတက်မှုနဲ့တည်ငြိမ်အေးချမ်းမှုမရရှိခြင်းကပါတီဆောင်စနစ်ကျင့်သုံးခြင်းကအဓိကအကြောင်းရင်းတစ်ခုဖြစ်ပြီးတပ်ပါတီစနစ်နဲ့မြန်မာနိုင်ငံကိုပြန်လည်တည်ဆောက်ရေးကိုဒေါက်တာအီမောင်ကဆိုပါတယ်မြန်မာနိုင်ငံရဲ့စည်ရေးတင်မှမှုကျွန်တော်တို့လိုအပ်တာကတည်ငြိမ်အေးချမ်းနဲ့မြန်မာနိုင်ငံရဲ့အခွင့်အကျင်းအဲ့ဒီအခွင့်အကျင်းကိုမရဘဲဘယ်လိုမှဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံအသင်းမတည်ဆောက်နိုင်ဘူးကျွန်တော်တို့အားလုံးညီညွတ်နိုင်မှာပေါင်းစည်းနိုင်မှာကျွန်တော်ပထမပြောသလိုတပ်ပါတီအဲ့ဒါစဉ်းစားဖို့လိုတယ် တပါတီမဖြစ်ရင်တောင်မှရွှေကောက်ပွဲမတိုင်မီမြန်မာနိုင်ငံကြီးလိုအပ်ချက်ကမျိုးသားညီညွတ်တယ်ဆိုတဲ့စူပေါင်းဆက်ပေါင်းနိုင်ငံကြီးအားဖြင့်ညီညွတ်တယ်တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကိုရအောင်ချီတက်မယ်ဆိုတဲ့မူနဲ့သွားမယ်ဆိုရင်ပါတီတိုင်းအားလုံးညီညွတ်ဖို့လိုပါတယ်လို့ပြောပါတယ်။နိုင်ငံကြီးပါတီများညီညွတ်ပြီးတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးလိုအတွက်လှုံ့ဆော်ရမယ်လို့ဒေါက်တာအေးမောင်ကဆက်ပြောပါတယ်။ ကျွန်တော်တို့လက်ရှိကာလကိုလွတ်လပ်ရေးခေတ်ဦးကာလလို့ပြန်စင်းစားဖို့လိုပါတယ်ဒီတိုင်းသွားရင်မညီညွတ်ဘူးတက်တဲ့ဖြတ်တဲ့အခုတဘာဝပြီးအနေနဲ့ကြာရောက်တဲ့ငလင်ချောင်းပြည်သူတွေများကြီးတည်ကြတဲ့စစ်ကြောင့်တည်တာဒုက္ခတဲ့တန်းကြော်နေပြီးအဲဒီတော့ပြန်လဲတိဆောက်ဖို့အတွက်ကျွန်တော်တို့ညီညွတ်မှဖြစ်မယ်အဲဒီမှာတပါတီလိုအပ်တဲ့ကျွန်တော်တို့ဘလို့ဥညညညအောင်လုပ်ကြမလဲရုရှားလိုဘလို့တီဆောက်မလဲဗီယက်နမ်လိုတီဆောက်မလားကမ်ဘောဒီးယားတပါတီစနစ်နဲ့ဘာကြောင့်အဆင်မပြေတာလဲလာအိုတရုတ်ဘာကြောင့်တည်ငြိမ်နေရလဲကျွန်တော်တို့စဉ်းစားဖို့လိုတယ်လို့ပြောပါတယ်တပါတီ ီစနစ်နဲ့တိုင်းပြည်ဒေသမှာကဖွံ့ဖြိုးတိုးတက်မှုများဆန်ပြီးပြည်သူများလုံးချုံအေးချမ်းကြောင်းနဲ့လက်ရှိမြန်မာနိုင်ငံမှာလူမျိုးပေါင်းစုံပါတီပေါင်းစုံလက်နက်ကင်ပေါင်းစုံနဲ့ပဋိပက္ခတွေအလွန်ရှုပ်ထွေးနေကြောင်းဒေါက်တာအီးမောင်ကပြောဆိုခဲ့ပါတယ်။နောက်ထပ်တပုံးအနေနဲ့ NUG အနေနဲ့အစိုးရ၃၀တွေကိုရှင်းတန်းတဲ့တကွာပွင့်လင်းမြင်သာစွာချပြရမယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်အသည့်ပြီးနဲ့ကြောင်းတင်ဆက်ပေးပါမယ်။တအူးတယောက်တစုတဖွဲ့ရဲ့စီမံတာလုံးဝလက်မခံလို့လို့ဆိုပါတယ်။တော်လိုင်းအစိုးရတည်းရဲ့ဖြစ်တဲ့မြို့သားညီညွတ်ရေးအစိုးရ NUG အနေနဲ့အသုံးစိတ်တွေကိုရှင်းတန်းတဲ့တကွာဖွင့်လင်းမြင်သာ ာစွာပြည်သူလူထုကိုခြားပြမယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်တန်းကအစိုးရအဖွဲ့ဝင်ကြီးတွေကိုအသိပေးပြောကြားလိုက်ပါတယ် မေလရှိရကကျဲပါတဲ့ပြည်ထောင်စုအစဉ်တရံဇာတစီမံအုပ်ချုပ်ရေးဖွဲ့ရဲ့အစည်းအဝေးမှာပြည်ထောင်စုဝန်ကြီးကအခုလိုတိပြပြောကြားလိုက်တာပါတရံဇာတကပြည်သူတွေရဲ့အမွေအနှစ်ဖြစ်တာကြောင့်အတွင်ကုပြောင်းရင်ကာလရောက်တဲ့အခါတော်လိုင်းကာလလုပ်ငန်းဆောင်ရွက်ချက်တွေနဲ့တော်လိုင်းအစိုးရရဲ့အတုံးစရိတ်တွေကိုစည်ရင်စရာတွေတိကျစီစစ်ပြီးတာဝန်ယူလုပ်ဆောင်မှာဖြစ်တယ်လို့ပြည်ထောင်စုဝန်ကြီးကပြောပါတယ်မိမိတို့အနေနဲ့အခုချိန်ကတော်လိုင်းကာလအလွန်အကောင့်ထဲပေါ်ဆောင်မဲ့ Federal တရံဇာတမူဝါဒလုပ်ငန်းစဉ်ကိုအထောက်အပံ့ပြုဖို့ပြည်သူ့ဘ ਹੁ ပြုတရံဇာတစီမံခန့်ခွဲမှုဆိုင်ရာ များလေးထများဖွံ့ဖြိုးတိုးတက်အောင်လေ့ကျင့်ပြောထောင်နေခြင်းလည်းဖြစ်ပြီးတရားစာတအုပ်တန်ဦးတယောက်တစုတစ်ပွဲကစီမံခန့်ခွဲတာမျိုးလုံးဝလက်ခံလို့မရကြောင်းဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။တော်လိုင်းကာလာတွင်ဒေသခံပြည်သူများရဲ့လူမှုဘဝရှင်တန်ရည်တည်ရည်ဒေသကာကွယ်ရေးနဲ့လူသားချင်းစာနာထောက်တိုင်းဆိုင်ရာကိစ္စရပ်တွေအတွက်လိုအပ်တဲ့ရန်ပုံငွေတရရရှိရေးနဲ့တော်လိုင်းကာလာတွင်တရားစာတလုပ်ငန်းတွေကိုအတက်နိုင်ဆုံးစနစ်တကျစီမံနိုင်ဖို့ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့တရားစာတစီမံအုပ်ချုပ်ရေးလုပ်ငန်းတွေအကောင့်ထည့်ပေါ်ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။နောက် ထက်တပုန်နေနဲ့ရွေးကောက်ပွဲကိုတရုတ်သမ္မတအားပေးထောက်ခံတယ်လို့စစ်ကောင်စီလိန်လယ်ဝါဒဖြန့်နေကြောင်းတင်ဆက်ပေးပါမယ်။အာနာသိစစ်ကောင်စီကအခုနှစ်ကုန်ပိုင်းမှာကျင်းပမယ်ဆိုတဲ့ရွေးကောက်ပွဲကိုတရုတ်သမ္မတကအားပေးထောက်ခံတယ်လို့လိန်လယ်ဝါဒဖြန့်နေပြီးရှီကျင့်ပြင်မပြောဆိုတဲ့သက္ကလုံတွေကိုစစ်ကောင်စီဝါဒဖြန့်သတင်းစာတွေမှာဖော်ပြနေပါတယ်။စစ်ကောင်စီဘူဂျုံမူကြီးမြောင်းလိုက်နဲ့တရုတ်သမ္မတရှီကျင့်ပြင်တို့ကမနေ့ကရုရှားနိုင်ငံမော်စကိုမှာတွေ့ဆုံခဲ့ပြီးနှစ်နိုင်ငံကိစ္စရပ်တွေကိုဆွေးနွေးခဲ့ကြပါတယ်။ ။တရုတ်နိုင်ငံကမြန်မာနိုင်ငံရဲ့ကိုပိုင်ခြေအနေနဲ့ကန့်ညီတဲ့ဖွံ့ဖြိုးရေးလမ်းကြောင်းတစ်လျှောက်ရှောက်လမ်းချင်းမြန်မာနိုင်ငံရဲ့အထုတ်ချအာဏာနဲ့နေမြေတည်တံ့ခိုင်မြေရေးနိုင်ငံတည်ငြိမ်အေးချမ်းရေးနဲ့တည်ငြိမ်သင့်လျော်စွာဖြင့်ပြည်တွင်းနိုင်ငံရေးလုပ်ငန်းများကိုအကောင့်ထည့်ဖို့ဆောင်ခြင်းကိုထောက်ခံအားပေးကြောင်းသမရရှိကပြောကြားခဲ့ပါတယ်။ဒါအပြင်တရုတ်မြန်မာနဲ့နိုင်ငံကမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုတွေကိုနှက်ဆိုင်စာဆောင်ရွက်ပြီးတရုတ်မြန်မာစီးပွားရေးစင်ကြံရဲ့အရေးကြီးတဲ့စီမံကိန်းတွေတည်ဆောက်မှုကိုအဆက်မပြတ်တွန်းအားပေးလှုံ့ဆော်မှာဖြစ်ကြောင်းနဲ့မြန်မာနိုင်ငံနေနဲ့မြန်မာနိုင်ငံရှိတရုတ်ဝန်ထမ်းအဖွဲ့အစည်းစီမံကိန်း တွေရဲ့ဘေးကင်းလုံခြုံမှုကိုတေချာအာမခံပေးဖို့လည်းတမရရှိကတောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့အထက်ပါတွေးဆမှုနဲ့ပတ်သက်ပြီးစစ်ကောင်စီဝါဒပြန်သတင်းစာတွေကဖော်ပြရမှာအခုနှစ်ကုန်ပိုင်းမှာရွှေကပွဲကျင်းပမယ့်အကြောင်းနဲ့အဆိုပါရွှေကပွဲကိုအားပေးထောက်ခံနေတယ်လို့တမရရှိချင်းပြင်ကပြောဆိုကြောင်းထည့်သွင်းဖော်ပြပါတယ်။တရုတ်အစိုးရအပေါ်စင်ဟွာသတင်းဌာနနဲ့မြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ယုံထုတ်ပြန်ချက်မှာစစ်ကောင်စီကျင်းပမယ်ဆိုတဲ့ရွှေကပွဲနဲ့ပတ်သက်ပြီးတလုံးတစ်ပါးရာမပါရှိပါဘူး။တရုတ်သမ္မတကစစ်ကောင်ဆောင်နဲ့တွေးဆောင်တဲ့သတင်းကိုတရုတ်နိုင်ငံသားဝင် ီးဌာနကဒီကနေ့နေကင်းပိုင်းထိထုတ်ပြန်ဖော်ပြခြင်းမရှိပါဘူး။တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကသမ္မတရှီကျင်းပြင်နဲ့ရုရှားသမ္မတတို့တွေ့ဆုံမှုသမ္မတရှီကျင်းပြင်နဲ့ဆာဗီးယားသမ္မတတို့နဲ့တွေ့ဆုံမှုသတင်းတွေကိုဖော်ပြထားပါတယ်။ဒါအပြင်တရုတ်သမ္မတကဒေတာတွေနဲ့နိုင်ငံတကာမျက်နှာစာတွေမှာမြန်မာနိုင်ငံဘက်မှရက်တီပေးနေရှိတယ်လို့စစ်ကောင်စီဝါဒဖြန့်သတင်းစာတွေကဖော်ပြပါတယ်။အဲဒီချက်ကတရုတ်ရဲ့တရားဝင်သတင်းထုတ်ပြန်ချက်မှာမတွေ့ရှိရပါဘူး။စစ်ကောင်စီကျင်းပမယ်ဆိုတဲ့ရွှေကပွဲကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG ပါဝင်တော်လိုင်းအင်အားစုတွေကအ 对呀，对呀，我们说的，我们说的，咱们这边。 အဲ့ဒီရွေးကောက်ပွဲမှာနိုင်ငံကိုပုံမဆိုးရွားစေတဲ့အခြေအနေကိုတွန်းပို့မယ်လို့တတိပေးထုတ်ပြန်ထားပါတယ်။2015ရွေးကောက်ပွဲနဲ့2020အထွေထွေရွေးကောက်ပွဲတွေမှာတောင်ပြိုကမ်းပြိုနိုင်ရခဲ့တဲ့အမျိုးသားဒီမိုကရေစီဖွဲ့ချုပ် NLD ပါတီကလည်းအာဏာလုစစ်ကောင်စီကကျင်းပဖို့ကြံစည်နေတဲ့အတူရောင်ရွေးကောက်ပွဲကမြန်မာနိုင်ငံမှာပဋိပက္ခတွေကိုသာတိုးပွားလာစေမယ့်အပြင်ဒေသတွေမတည်ငြိမ်မှုတွေပုံမပေါ်ပေါက်လာစေမှာဖြစ်တာကြောင့်မြည်သည့်နည်းနဲ့များအတိမတ်မပြုပူးပေါင်းဆောင်ရွက်ခြင်းမဟုတ်ကြောင်းဆုံးဖြတ်ထားပါတယ်။နောက်ထပ်တစ်ပုတ်အနည်းငယ်အောင်လံမြို့နယ်ကိုစစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုပိုလုံးလာ နေကြောင်းတင်ဆက်ပေးပါမယ်။မကွေတိုင်းအောင်လံမြို့နယ်အတွင်းစစ်ကောင်စီကလေကြောင်းတက်ကိုက်မှုဇက်တိုက်ပြုလုပ်နေပြီးမြို့ပေါ်မှာလည်းပြူစောတိတွေနဲ့တူကင်းလဲ့နေပြီးပြည်သူများအနေနဲ့တတိပြုကြဖို့တော်လိုင်းရဲဘော်တွေကတတိပေးပါတယ်။အောင်လံမြို့နယ်ရွှေပန်းတော်ကြီးတိုင်နယ်အတွင်းကျင်းရွာများကိုမေလာတရမမေလာ9ရက်တွင်လေကြောင်းတက်ကိုက်မှုရှစ်ကြိမ်ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ရွှေပန်းတော်ကြီးတိုင်နယ်ကကန်တာယာကျင်းရွာမှာအစိုးဆုံးခံရတဲ့လေကြောင်းခဏခဏလာပစ်နေလို့ဒေသခံတွေမနေရကြဘူး။နောက်ပြီးမြို့ထဲမှာလည်းပြူရီနဲ့တူကင်းပတ်နေတယ်လို့အောင်လံမြို့မှာဒေသခံတအုပ်က ပြောပါတယ်စစ်ကောင်စီတပ်ကဝိုင်တွဲဂျက်ဖိုက်တာတို့နဲ့ပုံတင်းနေတာဖြစ်ပြီးလူသေဆုံးမှုမရှိတော့လဲတရားရတဲ့သူတွေကိုသာအိမ်မွေးတိရစ္ဆာန်ကြိုတင်ဆောင်ခဲ့ကြောင်းသိရပါတယ် အောင်လံမြို့နယ်အတွင်းတိုက်ပွဲဖြစ်ပွားခြင်းရှိမနေပဲတော်လိုင်းအင်အားစုတွေရှိနေရလို့ဆိုပြီးစစ်ကောင်စီကပုံကျင်းနေရလူဒေသခံတွေကပြောပါရင်ညာဆိုမိုးချုပ်တာနဲ့လူရှင်းသွားပြီးမြို့ထဲမှာပြူတွေကင်းလဲတဲ့ရွာတွေကိုစစ်တပ်ကပုံကျင်းရလို့အောင်လံမြို့ပေါ်မှာလုပ်ငန်းရှင်တအုပ်ကပြောပါရင်အောင်လံမြို့ပေါ်မှာယူနီဖောင်းအပြာရန်ဝေပြူစောတိတွေကတနက်တီကင်ပြီးကင်းလဲနေပြီးလူငယ်များအနေနဲ့အထူးကြိုဆိုင်ကြဖို့တော်လိုင်းအင်အားစုတွေကတတိပေးကြောင်းသတင်းမှဖော်ပြပါရရှင်